ဘောက်ရက်ဆက်တယ်လို့ရတယ်ဘောက်ရက်ဆက်တယ်လို့ရတယ်ဒီရုပ်လို့ရမျိုး A က A ထောက်ခံသူတယောက်ကကျူးလို့မယ် A ဘက်တော်သားတယောက်ကကျူးလို့တယ်အဲ့တော့အဲ့လိုကျူးလို့သွားတော့ပေါ်ပေါက်သွားတော့ဗျာနောက်ဆုံးဒီကိစ္စဖြစ်စဉ်ကိုစုံစမ်းလိုက်တဲ့အခါဘဝဉ္ဇဉ်တမ်းမဲ့အတိလက်ရှိမှာလုံးမမြင်ပါဘူးခုတစ်ခေါက်မှကျွန်တော်တို့ကြိုးလုံးရတဲ့တုံးတစ်ချက်လေးချုံလာတောင်းကြည့်အောင်ခင်ဗျာဟာကျွန်တော်တို့ကတော့ကျွန်တော်တို့ရခိုင်ဘက်ကိုလှည့်မယ်ရခိုင်ဘက်ကလှည့်မယ်ဆိုတော့ရခိုင်ဘက်ကချောင်းအောင်ချောင်းကိုအာရခိုင်ဘက်မှာမျိုးသမီးလေးတယောက်တတ်ခံရတဲ့ကိုယ့်နဲ့သမီးလေးတယောက်တတ်ခံရဖြစ်စဉ်ကျွန်တော်တော်တော်လေးရွန်ရှာဆက်ဆုပ်ဖွယ်လုပ်ရတဲ့ခုအဖြစ်နဲ့မြင်ထားတဲ့ကိစ္စပါ ဲ့ဒါဘာလဲဆိုတော့ရခိုင်ပြည်နယ်เนาะမင်းပြားမြို့နယ်ဖားပြူကြီးပါဖြစ်သွားတာဖြစ်သွားတာပေါ့เนาะဆိုတော့ရခိုင်ပြည်နယ်မင်းပြားမြို့နယ်ဖားပြူကြီးပါဘယ်သူတွေအုပ်ချုပ်တာလဲဆိုတော့အေးအေးတွေဦးစီးအုပ်ချုပ်နေတာเนาะပြောရင်သူတို့ဘက်ကစစ်အာဏာရှင်ကင်းစင်သွားပြီပေါ့ဗျာအေးအေးတွေအုပ်ချုပ်သွားလို့တိုက်ပြဒီဘုကစီရပြီလို့ပြည်သူတို့တခါတည်းခေါင်းပြောင်းအေးပြီတင်းနေချမ်းသွားပြီပေါ့သူတို့ပြောဆိုရင်เนาะเนาะအဲ့လိုအေးချမ်းသွားလားမအေးချမ်းသွားလို့မင်းအခုမင်းပြားမြို့နယ်ဖားပြူကြီးပါဖြစ်သွားတာဖြစ်နေတယ်ဘူးဧပြီလ6ရက်နေ့မနေ့ကအသက်9နှစ်ရွယ်မိန်းကလေးတယောက်ကိုတစ်ပင်တစ်ပင်မှာ ကျုံးသက်ချပြီးတတ်ထားတယ်။ခေါင်းလက်ကြီးမွားတယ်။အဖြစ်စဉ်ဖြစ်သွားတယ်။တွေ့ရအဲ့ပုံစံတွေ့ရလို့ဆိုပြီးတော့ဆစ်လိုက်တယ်၊မေးလိုက်တယ်၊စုံစမ်းလိုက်တဲ့အခါကြာမှာနောက်ဆုံးဘာဖြစ်လဲဆိုတော့အဲ့ဒီခရီးမလေးမရင်းကျင်တတ်တာ။အဖြစ်စဉ်။ကဲအဲ့တော့ဘယ်လိုဖြစ်လာလဲဆိုတော့ဟိုဒီဘာလဲဆိုတော့မင်းပြမျိုးဖားပြကြီးွားမှာနေထိုင်တဲ့နော်ဒီအမျိုးသမီးငယ်ကိုနဲ့သမီးလေးကိုသူ့မိခင်တယောက်ရှိတယ်သူ့မိခင်ပေါ့သူ့မိခင်အဲထောက်နာမည်ပြောတော့ပေါ့အဲသူ့မိခင်ကနေပြီးတော့သူကိုနဲ့သမီးလေး ရှာမတွေ့လို့ရှာတော့ရှာရင်ရှာရင်လည်းဘာမှသွားတွေ့ရလဲဆိုတော့အဲ့ဒီမှာတက်မဲ့တက်မဲ့မှာကျိုးနဲ့တွဲလောင်းချိန်ထားတာကိုသွားတွေ့တယ်တွေ့တော့သွားကြည့်လိုက်တော့သူသမီးလေးဖြစ်နေတယ်ဖြစ်နေတော့အဲ့သူသမီးလေးကိုဘလို့ဖြစ်တာလဲဆိုတော့ကြည့်တော့အဲ့ဒီကလေးမလေးကခေါင်းနဲ့ချိန်မှထုတ်ချိန်ခတ်တာခေါင်းနဲ့ရိုက်ထုတ်ချိန်ခတ်တာတည်းစက်တတ်တာတတ်တာကတတ်တာကအဲ့ဒါပြီးတယ်ပြောတေချာတစ်ခုကျိုးကျိုးနဲ့ချိန်ထားလို့ဖြုတ်ပြီးတော့အောက်ချကြည့်ရချိန်မှာအဲ့ကလေးမလေးကခေါင်းနဲ့ချိန်မှတရားတဲ့တင်းနေတယ်လို့မျိုးသမီးအင်ကပေါ့အဲ့မှာလဲမရင်းချင်ခတ်ရတယ်လည်းဒဏ်ရာတစ်ချက်တွေ့ရတယ်အဲ့လိုတွေ့ရပြီးတော့ပုံလည်းပြောတော့တော်တော်လေးရဲ့ဆက်ဆက်ကိုလှုပ်ထားတဲ့အသေးပဲပြီးတွေ့ရတယ် တော့လုတ်တဲ့သူကဘူးလဲဆိုတော့အဲ့ဒီဟိုဗါလဲအဲ့ဒီဟိုဖားပြူကြည့်အောင်နေထိုင်နေနော်ငမန်းကြီးချိုးဒေသခံနော်အဲအေအေထောက်ခံသူအေအေရဲ့အေအေရဲ့အဖွဲ့ဝင်အေအေနဲ့ပတ်သက်တဲ့ပတ်သက်သူပေါ့ဗျာအေအေနဲ့ပတ်သက်နေတဲ့သူမောင်မြတန်းတဲ့သူအေအေအေနဲ့ဆက်ဆက်ပတ်သက်တယ်အေလူကြီးလူလူအေအေခေါင်းဆောင်လူလူအေအေတာဝန်ခံလူလူအေအေရဲ့အေလူကြီးမင်းပိုင်သူလူဆိုင်သူလူနဲ့အေအေရဲ့အမခံပေါ့ဗျာအေအေအမခံဖြစ်တဲ့ကိုမောင်မြတန်းဆိုတဲ့ပုဂ္ဂိုလ်မောင်မြတန်းဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကနေပြီးလူလာပိုင်ပေါ့နော်အဲ့ဒီလူကနေပြီးတော့အဲ့ဒီခလီမှာကိုနဲ့သူမီလူကိုမရင်းချင် နေချင်းပြီးတော့မနေချင်းပြီးတော့ကျင့်ပြုံနေမဟုတ်ဘူးတကူလုံးခေါင်းတွေကြီးမောက်အောင်ထုရိုက်တာထုရိုက်ပြလိုက်တယ်ထုရိုက်တက်ပြလိုက်ုံနေမဟုတ်ဘူးတခါလေမင်းကျိုးခွန်းဆုပ်ပြီးတော့တက်ပြန်မှကျိုးစနာကြီးဘလောက်ရက်ဆက်တဲ့လုပ်ရလဲဘလောက်ရက်ဆက်တဲ့လုပ်ရလဲဒီရုပ်လုပ်ရမျိုးဟေရအေးထောက်ခံသူတယောက်ကကျူးလို့မယ်အေးဘက်တော်သားတယောက်ကကျူးလို့တယ်အဲ့တော့အဲ့လိုကျူးလို့တော့ပေါ်ပေါက်သွားတော့ဗျာနောက်ဆုံးဒီကိစ္စဖြစ်စဉ်ကိုစုံစမ်းလိုက်တဲ့အခါဘဝဉဏ်တမ်းမှန်အတိလို့စုံစမ်းတဲ့ခါကျတော့တိကွာတဲ့ခါကျတော့ဒီကောင်ဖြစ်တယ်လုံမှန်းတိလဲတိရောနောက်ဆုံးဘာလို့လဲဆိုတော့အေးအေးရနေပြီးတော့သူ့လူဆိုတော့လာပြီးဖန်ခေါ်သွားတယ် ဖမ်းခေါ်ပြီးထိန်းသွားတယ်ပေါ်ပေါက်ဝီမို့လို့တဲ့ခေါ်ပြီးဖမ်းပါတယ်ဖမ်းပြီးသူစစ်စစ်မလို့လို့ဆိုပြီးခေါ်သွားတယ်ခေါ်သွားပြီးတဲ့နောက်အဲ့ဒီလူကိုမတွေ့ရဘူးအဲ့ဒီလူရဲ့စကားသားအဲ့ဒီလူနဲ့ဘယ်သူမှမပတ်သက်ရဘူးအဲ့ဒီလူကိုဘယ်သူမှမသိဘူးများအဲ့လူကခေါ်သွားပြီးတော့ဖမ်းပြီးတော့စစ်စစ်ခံရတာလားခေါ်ပြီးတော့စောက်ချောက်ခံရတာဆိုတာအေးအေးပဲသိမယ်ခင်ဗျားတို့တော့ဘယ်လိုမြင်လဲမသိဘူးကျွန်တော်တော့ပွင့်လဲပြောတာအဲ့အဲ့ဒါအေးကတော့ဒါသူ့လူသူကာဝယ်တယ်လို့ပဲကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ရှေ့မှာလည်းအေးကသူ့လူသူကာဝယ်တဲ့ဇာတ်လမ်းကြီးအများကြီးဖြစ်ခဲ့ပူတယ်ဒါကြောင့် လုပ်တယ်ပြီးတော့ဒီကောင်းကဒီလိုလောက်ရတဲ့အကြောင်းရအဲ့ဒါဘာကြောင့်လဲဆိုတော့စာမတက်ပေမတက်ပို့လဲပြောရင်လူလူသူလူနားမလဲဘူးစာမတက်ပေမတက်ဖြစ်လို့လူလူသူလူနားမလဲဘူးစာမတက်ပေမတက်ဖြစ်လို့ဘာကြောင့်လဲဆိုတော့လူလူနားမလဲဆိုတော့တယောက်ကိုကဒီကိုနဲ့သမီးတယောက်ကိုမရင်ချင်းဖို့အထိကိုနဲ့သမီးတယောက်ကိုမလိန်စိတ်ဖြစ်တဲ့အထိသူ့ရဲ့အသိဉာဏ်ကစာမတက်အသိဉာဏ်ကနှုံနေတာနှုံနေတယ်ပြင်နှုံနေတဲ့အတွက်သူကဒီကိုနဲ့သမီးပေါ်မှာလိန်စိတ်ဖြစ်တာစာမတက်တဲ့အတွက်အသိဉာဏ်နှုံနေတဲ့အတွက်ကိုနဲ့သမီးပေါ်မှာမရင်ချင်းဖို့စူးစမ်းတာ နော်တည့်ချက်နောက်တစ်ချက်ကတခါမနေ့ကျင်းတဲ့အဖြစ်အပျက်ကထုရိုက်တတ်တဲ့အဖြစ်ဖြစ်တယ်ထုရိုက်တတ်တဲ့အဖြစ်ဖြစ်တယ်ဆိုတော့ကဲထက်ကြည့်အဲ့ဘယ်လောက်ဒီစာမတက်ပင်မတက်ဖြစ်တယ်လေဘယ်လောက်ဒီနှုံနေအသိဉာဏ်နှုံနေတဲ့ဥစ္စာပေါ်တယ်ဟောထုရိုက်တတ်တယ်တတ်တဲ့အဖြစ်တခါဘာထပ်လို့လဲဆိုတော့ဘယ်လောက်ဒီရောပဲလဲဆိုတော့ level ကျိုးဆိုရင်တွေ့မှာချီပြီးတော့တိုးတက်လိုက်ထားတယ်အဲ့ဒါဘယ်လောက်ဒီသူ့ရဲ့စာမတက်ပင်မတက်ဖြစ်ပြီးတော့အသိဉာဏ်နေတယ်လဲဆိုတော့ပေါ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကစာမတက်ပင်မတက်ကောင်းလို့ပြောရင်စိတ်ဆိုးရတယ်ဆိုတော့ဒါကြောင့်ဒါအသိဉာဏ်နေမှုနဲ့ဆိုင်တယ်နော်ဆိုတော့ဒါလူတက်ကိုလူလူမတက်ဘူးနောက်တစ်ခါကလေးငယ်လေးတယောက်မြို့သမီးငယ်လေးတယောက် သူလိုမတတ်ဘူးသူလိုမလုပ်ဘူးဆိုတာဒါတော့မရရလို့ရအောင်အခု A ကခဏသူ့ကိုခေါ်ထိန်လာတယ်ထိန်လာပြီးတော့အပြစ်ပေးဖို့အတွက်စစ်စစ်မမြတ်နေပါလေလို့သာပြောတာဘယ်လိုစစ်လဲဘာလဲညာလဲသိစိမသိရတော့ဘူးရွာလူလည်းမိကွန်းမိကွန်းမရှိတော့ပြတ်သွားတယ် A တထဲမှာသူ့မှာတော့မရတော့အဲ့တော့အဲ့ဒီကောင်က A ဇက်သားဖြစ်သွားမလား A ရဲ့ဘယ်လိုဖြစ်မလဲတော့မသိဘူးဒါတော့စောင့်ကြည့်ကြတာဒါလို့ကျွန်တော်တို့ A ကရှင်းပြောရင်တော့ဒီကိစ္စနဲ့ပတ်သက်ရင်တော့ A ကမယူတာဘူးလို့ပြောခြင်းတယ်နော်နောက်တစ်ခုက A နည်းနဲ့ဒါမျိုးဖြစ်စင်နေလုခဲ့ဘူးလားဆိုတော့2023လမင်းပြောက်မှာ73နှစ်ကျော်ကလေးပြောက်ကိုမရင်းချင်းဖြစ်လည်းဖြစ်ခဲ့ဘူးတယ်အဲ့ ခုသမီးကိုသူ့ဖေကမသိမြင်ကျင်တာလေအဲ့လိုဖြစ်တယ်အဲ့ဒါလေအေကဖမ်းပါတယ်လို့ပြောတယ်ပြီးလည်းပြောထွက်ပြေးလို့မြောက်သွားပါသည်လို့ပြောတယ်ခါစနေချင်တော့အဲ့ဒါအဖြေလေးပဲအဲ့ကြောင့်ကိုသားသမီးတော်ကိုပြန်မသိချင်းတဲ့ဒီကစာမတက်လို့ပညာမတက်လို့ဒါကြောင့်ကျွန်တော်စာမတက်ပေမဲ့ကောင်းလို့ပြောရင်နော်အဲ့ဒါကောင်းလို့စီဆိုးရတယ်ပြဒီဖြစ်အောင်ပြန်ကြည့်လိုက်စာမတက်လို့ဖြစ်တာဒါတော့ပညာမတက်လို့ဖြစ်တာဒါပါပဲအဲ့တော့ဒီလိုကောင်မျိုးတွေရှိတယ်အေကအဲ့လိုကောင်မျိုးတွေရှိမှကျူးလွန်ခဲ့မှုတယ်အခြားနေရာမှာလည်းအများကြီးပါရောက်အဖေဟိုရသေးတော်မှလည်းဖြစ်တယ်အဲ့လိုပဲအဲ့ဒါအဲ့လိုပဲမျိုးစုံဖြစ်တယ် ရသေးတော်မှာဖြစ်တယ်ဖြစ်တယ်အားဆိုလို့ရှိရင်လည်းအခုချိန်ထိတရားခံကတပြုလို့မှသွားတာပဲရသေးတော်မှာဖြစ်တယ်အားဆိုလို့ရှိရင်အဲ့ဒါမှပြုချင်းခံပြီးတပ်ဖြတ်ခံကြောင်းဆရာမှတရားမှုရှိခဲ့တယ်ဒါပေမဲ့အဲ့တော့ AI ကတရားခံကိုဖမ်းတယ်စစ်စစ်မြဲမြဲလို့ပါသူဖမ်းသွားတယ်ပြီးတော့ထပြုလို့မှသွားတယ်လို့ပြောတယ်ဆိုတော့ရသေးတော်မှာတစ်ခုနော်ဖမ်းလို့ကြည့်နော်ရသေးတော်မှာတစ်ခုနော်အဲမင်းပြမှာစော်ပိုက်တစ်ခုနှစ်ခုတိတိမှာ AI ကဖမ်းဆီးပြီးတော့ရေးယူတယ်လို့ဖမ်းဆီးတယ်ရေးယူမယ်ဆိုရင်ဖမ်းဆီးတယ်ပြီးရင်ထပြုလို့မှသွားတယ်ဆိုတဲ့စကားလုံးသုံးတယ်ဒါတော့စမ်းကြည့်နော်အခုလေဒီကိုနဲ့သမီးလေးကိုမရင်းချင်းနဲ့အေးထောက်ခံသူမောင်မြတ်တန်းဆိုတဲ့ပုဂ္ဂိုလ်က အေးလက်ချက်တွေပြန်လွတ်သွားမလားဆိုတာစောင့်ကြည့်ကြတယ်လွတ်သွားဖို့ပဲများပါတယ်လွတ်သွားတော့မသွားရင်ထုတ်ပြေးလို့မသွားသေးဘူးဒါပဲလို့မဟုတ်ဘူးနော်ဒါကတော့အေးရဲ့လုပ်ရပါတော့ဆိုတော့ဒါလေးကျွန်တော်ရင်နာသွားပြန်ပြောပါတယ်ဒီခိုင်တိုင်းရင်သူလေးတွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်ဒီခိုင်တိုင်းသူမြို့သူငယ်တွေရေဘွားတွေစိတ်မကောင်းဖြစ်ရပါတယ်ဒီခိုင်တိုင်းသူမြို့သူငယ်တွေအနာဂတ်တွေလည်းစိတ်ပူပါတယ်နော်ဘာလို့ဆိုတော့မကြခင်မှာရခိုင်ပြည်နယ်ဘင်္ဂလီမျိုးတွေဘာလို့ဒီလိုပြောလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကတရင်စကားတစ်ခုထုတ်ပြန်လာတယ်အဲ့ဒီစကားကတော့ရင်နာရင်ပူစရာကောင်းတဲ့စကားပဲအဲ့ဒါကိုပြောနေနားလည်မှာမဟုတ်ဘူးအေးရပါဘူးနားလည်မှာမဟုတ်ဘူး ထွန်းမြတ်နိုင်ငံအုပ်စုကနားလဲမမဟုတ်ဘူးထွန်းမြတ်နိုင်ငံကြီးကရခိုင်ပြည်နယ်ရဲ့တဝက်လောက်ကိုဘင်္ဂလားဒေ့ရှ်ကိုရောင်းစားပြီးပြီလားတော့မသိဘူးထွန်းမြတ်နိုင်ငံဆိုတဲ့လူကရခိုင်ပြည်နယ်တဝက်လောက်ကိုဘင်္ဂလားဒေ့ရှ်ရှီကိုရောင်းစားထားပြီးပြီလားလို့တော့မေးရဘူးဖြစ်နေပြီဘာဖြစ်လို့လဲကျွန်တော်ဒီလိုပြောလဲလို့မေးရင်ခင်ဗျာအခုဘင်္ဂလားဒေ့ရှ်ဘက်ကနော်မြို့သားလုံးကြီးရဲ့အချမ်းပေးပုဂ္ဂိုလ်ခါလီလာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကနော်ခါလီလာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကသူကဘင်္ဂလားဒေ့ရှ်မီဒီယာတွေနဲ့မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောတယ်မနေ့ကသတင်းစာရှင်းလင်းပွဲမှာဝင်းလန်နိုင်ငံကြီးဝန်ကြီးတို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမနေ့ကရှင်းလင်းပွဲမှာသူက ခလီရာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကပြောတယ်။ဘာပြောလဲဆိုတော့ရခိုင်ပြည်နယ်မှာဖွဲ့စည်းမဲ့အစိုးရအဖွဲ့မှာတဲ့နော်။ရခိုင်ပြည်နယ်မှာဖွဲ့စည်းမဲ့အစိုးရအဖွဲ့မှာဘင်္ဂလီတွေပါဝင်သွင်းရဖို့လိုအပ်တယ်။အဲ့လိုမှမရရင် AA နဲ့ရှေ့ဆက်ဆွေးနွေးဖို့ခက်ခဲမယ်တဲ့။ AA နဲ့ရှေ့ဆက်ဆွေးနွေးဖို့ခက်ခဲမယ်တဲ့ AA နဲ့။ဒါမျိုးသူကပြောသွားတယ်နော်။ပြောရရင်တော့သူ့ရဲ့ပြောကြချက်ပြောမယ်နော်။ကုလသမဂ္ဂတစ်စင်းနဲ့သူတို့အဓိကချက်ကိုသိပေးထားတယ်တဲ့။ရခိုင်မှာဖွဲ့စည်းမဲ့အစိုးရအသစ်ကအဆင့်တိုင်းပါတဲ့။အဆင့်တိုင်းတော့အပေါ်တော်ဘုအဆင့်တိုင်းပါ။အစိုးရအသစ်အဆင့်တိုင်းမှာဘင်္ဂလီတွေသူတို့ကလုံချလို့ကုန်တယ်။ မင်းကလေးတွေပါဝင်တာကိုကျွန်တော်တို့မြင်ကျင်ပါတယ်တဲ့ဒါကိုဆောင်ရွက်ဖို့ပြက်ကွက်မယ်ဆိုရင်တော့ဒါလူလူသက်ပြက်မှုထောက်ထားဖြစ်သွားလိမ့်မယ်တဲ့ဒီလိုလက်မျိုးတို့ဘယ်တော့မှလက်မခံဘူးအားပေးကူညီမှာမဟုတ်ဘူးတဲ့ဒါတော့ဘယ်တော့ဟိုတို့အနေနဲ့မလိုက်နိုင်ဘူးဆိုရင်တော့ဆက်လက်ဆွေးနွေးဖို့အကြီးကျယ်ခက်ခဲရှိနိုင်တယ်တဲ့နော်အဲ့တော့ဒါအားတဲ့အာရခတတ်တော်အတွက်စာမေးပွဲပါတဲ့တို့တို့ကြောက်ဖြတ်နိုင်မှာကျွန်တော်တို့ဆောင်ကြည့်နေပါတယ်နော်ဆိုတော့ဆိုတော့ဒီဘင်္ဂလီတွေကရခိုင်ပြည်နယ်ရဲ့အေအေကရခိုင်ပြည်နယ်မှာအစိုးရဖွဲ့ဖွဲ့ရင်အေအေအစိုးရဖွဲ့ဖွဲ့မဲ့အဖွဲ့ထဲမှာအဆင့်တိုင်းမှာတို့ရဲ့ဘဟုအဆင့်ရက်ကြီးမျိုးဝါအဆင့်ခရိုင်အဆင့်ခရိုင်အဆင့်မျိုးဝါမျိုးနယ်အဆင့် ကြီးရွာအစ်စ်နေမှာအစ်စ်တိုင်းမှာဘင်္ဂလီပြီးပါမှာနော်အဲ့လောက်ကြီးအဲ့ဒါတော့ပါပါပါမယ်လို့သူကမဖြစ်မတောင်းဆိုတာမပါဘူးဆိုရင်တော့အေအေနဲ့သူတို့ဆွေးနွေးကြတာပုံစံမျိုးဆံပြေနိုင်မှုပါညာအေအေကိုသူတို့ပြရပေးတယ်ဒါကခုလတစ်ပတ်ကနေငါတို့ပြောထားတာတစ်ဆင့်ဆိုတော့ဘင်္ဂမတိတ်ကရီမန်ချီကြီးကကြီးတော့တယ်ရခိုင်ပြည်နယ်ကိုဘင်္ဂလီပြည်နယ်ဖြစ်ဖို့ပထမတစ်ဆင့်ခြေလန်းစာလန့်တယ်လို့ခေါ်တယ်ပထမတစ်ဆင့်တော့မဟုတ်တော့ပါဘူးဒါကျွန်တော်ပြောချင်တာသူတို့ရဲ့ခြေလန်း၃လောင်းတော့လန့်ပြီးတော့ယူစားတယ်ပထမလန့်မို့တော့၃လောင်းတော့လန့်ပြီးတော့ယူစားတယ်ဘာလို့လဲဆိုတော့ပထမတစ်ဆင့်ဆိုတာကရှေ့မှာလုတ်ခဲ့တာအများကြီးပဲ ့ဒုတိယဆင်တတိယဆင်တတိယဆင်ဖြစ်တဲ့ရခိုင်ပြည်နယ် AA ရဲ့ရခိုင်ပြည်နယ် AA ရဲ့အစိုးရဖွဲ့အဲ့ဒီထက်မှာဘေးလီကအစိုးရဖွဲ့ဝင်ကြီးတွေနော်အစိုးရဖွဲ့လွတ်တော်အမတ်တွေအစိုးရဖွဲ့ဝင်ကြီးတွေဆိုအစိုးရဖွဲ့အုပ်ချုပ်ရေးမှုတွေအစိုးရဖွဲ့ရဲ့အာရဲမှုတွေဘာမှညာမှုတွေယာရုကြီးကြီးတွေကိုအကုန်လုံးမှာဘေးလီကအုံနေချင်းနဲ့ဝင်ယူမယ်ဒီလိုဝင်ယူပြီးရေသူကဘာဖြစ်လဲဆိုတော့ရှင်းရှင်းပြန်တော့ဝင်ယူပြီးရင်တော့တို့ရဲ့ပထမရီမန်းချက်ခေါင်းဝင်ထားတဲ့ခဏရီမန်းချက်အောင်မြင်သွားပြီခေါင်းဝင်သွားပြီဆိုရင်တော့ခင်ဗျားတိတခြားလုံး sorry ခေါင်းဝင်သွားပြီဆိုရင်ကိုးဆန့်သွားပြီပေါ့နော်ဆိုတော့နော်အဓိကအဲ့ဒါပဲနော်ဆိုတော့အဲ့ဒါပဲခေါင်းဝင်ကိုးဆန့် ဲ့တော့တကူသူတို့ရဲ့ခေါင်းလေးတိုးဝင်လာတဲ့ကိစ္စကတော့စပြီလို့ပြောနေတယ်အဲ့ဒါကိုဘင်္ဂလားဒေ့ရှ်ကစနေပြီဘင်္ဂလီကအဲ့လိုစနေပြီဆိုတဲ့အချိန်မှာအေအေကအေအေကအဲ့ဒါကိုမသိဘူးမသိကြအောင်ဆောင်နေတယ်ထွန်းမြတ်နိုင်ကဒီကိစ္စနဲ့ပတ်သက်လို့ဘာမှမလုပ်နိုင်ဘူးဆိုတော့ထွန်းမြတ်နိုင်ကိုယ်တိုင်ပေးလေရခိုင်ပြည်နယ်ရဲ့အစိတ်ပိုင်းတချို့ကိုဘင်္ဂလားဒေ့ရှ်အထက်ကိုရောင်းစားထားပြီးပြီလို့ကောက်ချက်ချရမှာဖြစ်တယ်ဆွဆွကိုဆွဆွရမှာဖြစ်လာပြီเนาะဒါပေါ်တယ်ပြောတော့ကျွန်တော်တို့အဲ့ဒီကိုဆွဆွထားပါတယ်နောက်ခုလိုတရင်ကိုပြောပြပြီးသွားတဲ့ကိုတုံလုံးလုံးကိုလည်းကြည့်ပြီးတင်ပါတယ်